အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်ကချင်းနယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မနေ့ပြန်အော်တိုဘာလ23ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသကြိုတင်ခန့်မှန်းချက်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။အထူးမိုးလေဝသအနေနဲ့ဖြစ်ပေါ်နေတဲ့အားကောင်းသောမုန်တိုင်းလေပြင်းနဲ့ရံဝန်အရှိန်ကြောင့်မိုးသက်ထန်စွာရာသွန်းမဲ့ဒေသများနဲ့မိုးသက်ထန်စွာရာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာမဲ့မြေကြီးချင်းချင်းအခြေအနေသတိပေးချက်များကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော်နိုင်ပါရယ်ခင်ဗျာ။ ပထမဆုံးအနေနဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့ထူးခြားတဲ့မိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ယနေ့မြန်မာစံတော်ချိန်10နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတတိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်မှာဖြစ်ပေါ်နေတဲ့အာကောင်သောလေပြင်းနဲ့ရေဝန်ဟာအနောက်နောက်မြောက်ဘက်သို့ရွေ့လျှောက်ခဲ့ပြီးဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းအိန္ဒိယနိုင်ငံတမီနာဒူးကမ်းလွန်သို့ရောက်ရှိခဲ့ပါသည်။အဆိုပါအာကောင်သောလေပြင်းနဲ့ရေဝန်ဟာအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျှောက်နိုင်ပြီးနောက်7နာရီအတွင်းဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ ရင်းနှင်းဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်လေပိုင်းအိန္ဒိယနိုင်ငံတမီနာဒုမြောက်ပိုင်းကမ်းလွန်နဲ့အန်တာဘရာဒိတ်တောင်ပိုင်းကမ်းခြေတို့ကိုမုန်တိုင်းငယ်အဖြစ်အားကောင်းလာနိုင်က23ရက်ဆယ်လ2025ရက်နေ့မှာအိန္ဒိယနိုင်ငံတမီနာဒုမြောက်ပိုင်းနဲ့အန်တာဘရာဒိတ်တောင်ပိုင်းကမ်းခြေတို့ကိုဝင်ရောက်နိုင်မယ်လို့ခန့်မှန်းရပါတယ်။အားကောင်းသောပူပိုင်းမုန်တိုင်းဖန်ရှင်ရဲ့အခြေအနေသတင်းကိုဆက်လက်တင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ။ ယနေ့မြန်မာစံတော်ချိန်ဆယ်နိုင်ခွဲချိန်တိုင်းထွာချက်များအရတောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့အကောင်သောအပူပိုင်းမုန်တိုင်းဖန်ရှင်ဟာအနောက်အနောက်တောင်ဘက်သို့ရွေ့လျားခဲ့ပြီးဗီယက်နမ်နိုင်ငံဒါနဲမြို့ရဲ့အရှေ့မြောက်ဘက်ရေမိုင်၁၄၀ခန်းအကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။အကောင်သောအပူပိုင်းမုန်တိုင်းဖန်ရှင်ရဲ့တီနီယာဗဟိုချက်လေဗီယာနယ်လေးတိုင်နှုံးတွေကတော့အဆိုပါအကောင်သောအပူပိုင်းမုန်တိုင်းဖန်ရှင်ဟာမြန်မာစံတော်ချိန်ဆယ်နိုင်ခွဲအချိန်မှာရောက်လတ်တီကျု18.1ဒဂရီနဲ့အရှေ့လောင်ကျု 130.4ဒီဂရီတွင်ရှိပြီးဘိုးချက်လီဘီယာ990ဟက်တိုပါစကယ်နှင့်အမြင့်ဆုံးလေတိုက်နှုန်းမှာတနအီကိုမိုင်60နှုန်းကန်ဖြစ်ပါတယ်။နောက်ထပ်48နာရီတွင်ခံမှန်းချက်ကတော့အဆိုပါအောက်ကောင်းတဲ့အပူပိုင်းမုန်တိုင်းဖန်ရှင်ဟာအနောက်နောက်တောင်ဘက်သို့ရွေ့ရှားနိုင်ပြီးနောက်24နာရီအတွင်းဗီယက်နမ်နိုင်ငံအလဲပိုင်းကမ်းခြေဒေသများကိုဒါနမ်းမြို့အနီးမှာဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ်။ထို့မှာ10 24ရက်ဆယ်လ2025ရက်နေ့နံနက်ပိုင်းမှာဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသများမှတဆင့် လာအိုနိုင်ငံကိုအပူပိုင်းမှုန်တိုင်းအဖြစ်ဖျက်ချော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။ဆက်လက်ပြီးမိုးသက်ထက်သောရာသွန်းကြောင့်မြေကြီးကြီးချင်းအခြေအနေသတိပေးချက်များနဲ့မြေကြီးချင်းများကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ယနေ့22ရက်ဆယ်လာ2025ရက်နေ့နနက်6နာရီခွဲချိန်တိုက်ထွာကြရမြေကြီးအခြေအနေကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။မြေကြီးနားမြေကြီးဟာမနေ့ကညနေကနေ7နာရီအတွင်းနှစ်လမကန်ထက်ကျသွားပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူဇင်ကတော့34.2ဒီဂရီဆယ်စီယက်နဲ့ယနေ့အမြင့်ဆုံးပူဇင်ကတော့15.3ဒီဂရီဆယ်စီယက်တို့ပဲဖြစ်ပါတယ်။ မြေကြီးနားမြေအရဆိုးရင်မဲ1100စင်တီမီတာသို့ရောက်ရှိရန်865စင်တီမီတာ28ပေကျော်ကန်အလိုမှာရောက်ရှိနေပါတယ်။မြေအတက်ကြပုံမှန်နေထားကန်မှာရှိနေပါမယ်။ထူးကဲမြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။အေရီမြေထပ်ပိုင်းမှာမိုးအားအနှဲငယ်ရှိနေပါမယ်။ရန်ဖန်ရန်ကအေရီမြေဆုံထပ်ပိုင်းမှာနေရာကွက်၍မိုးသက်ထန်စွာရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကျဆင်းနေရမှာပြန်တက်လာခြင်းအခြေအနေဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ ။ ARD မြစ်ထပ်ပိုင်းမေခမလိခမြဝန်းဒေတာများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်ရှိနေပါတယ်။ ARD မြေရိုးတို့ချောင်းနဲ့ချင်းတွင်းမြေရိုးတို့ချောင်းမြေကန်းဒီမြေနှိမ့်ဒေတာများနဲ့မြေနူကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ ARD မြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင့်နေကြသောမိဘပြည်သူများသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆလဘီချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာခန်းနေမြို့မြေဟာမနေ့ကညနေကနေ17နာရီတွင်တလက်မကန်ထက်ကြသွားပါတယ် ။မုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်နှစ်လက်မကန်ထက်ကြသွားပါရယ်။ချင်းတွင်းမြေအတက်ကြပုံမှန်နေထားကံမှာရှိနေပါမယ်။ထူးကပ်မြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ခန်းဒီ Homeland ဖောင်းပြင်မော်လိုက်ကလေးဝမင်းကင်ကန်ဒီနဲ့မုံရမြို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ARM မြေအခြေအနေကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ။ပမော်မျိုး၊ရွှေကူမျိုး၊ကတာမျိုး၊ထီးချိုင်းမျိုး၊တပိတ်ချင်းမျိုး၊မန္တလေးမျိုး၊စကိုင်းမျိုး၊မြင်းမှုမျိုး၊ပခုတ်ကူမျိုး၊ညောင်ဦးမျိုး၊ချောင်းမျိုး၊မင်းမှုမျိုး၊မကွေးမျိုး အောင်လံမျိုးပြည်မျိုးစိတ်သာမျိုးဟင်္ဒရာမျိုးနဲ့ဇလုံမျိုးတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေမှာဖြစ်ပါရယ်ခင်ဗျာ ARD မြေကြီးမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရယ်ခင်ဗျာထူးခြားမှုရှိလာလျင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီးအော်တိုဘားလ28ရက်နေ့မှာဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာမုန်တိုင်းဖြစ်လာနိုင်ကြောင်း ECNWF GFS နဲ့ Icon Model တွေကတပြေးညီ ပြနေတာကို တွေ့ရပါတယ် GFS Model Focus ကမြောက်ဘက်ကိုပိုရောက်လာတာကိုလည်းတွေ့ရပါတယ် GFS model focus အရဆိုရင်တော့မြန်မာနိုင်ငံအလဲပိုင်းဒေတာတွေမှာဒီမှာအောက်တိုဘာလ29ရက်နေ့မှနိုဝင်ဘာလ3ပိုင်းအထိနေရာစိတ်စိတ်မိုးအထင်းထင်းရွာနိုင်ပြီး icon နဲ့ ECMWF model ခံမှန်းချက်တွေအရဆိုရင်တော့အောက်တိုဘာလ29ရက်နေ့နောက်ပိုင်းမှမြန်မာနိုင်ငံမှာမိုးအထင်းထင်းရွာနိုင်မဲ့အခြေအနေဖြစ်ပေါ်နိုင်ပါတယ်။မိုးများမှမဟုတ်တော့လဲမိုးရွာတဲ့နှုံမြင့်မှုတွေကြောင့်နေရာကွက်ပြီးခက်တာမှာမိုးသက်ထန်နိုင်တာတွေရှိနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝိနိုင်ကဆိုပါတယ်။ ဆက်လက်ပြီးမနက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ၂025ခုနှစ်အောက်တိုဘာလ22ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ကြရဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်12နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းအိန္ဒိယနိုင်ငံတမီနာဒူကမ်းလွန်မှာဖြစ်ပေါ်နေသောအာကောင်သောလေပြင်းနဲ့ရေဝင်ဟာဆက်လက်တည်ရှိနေပါတယ်အဆိုပါအာကောင်သောလေပြင်းနဲ့ရေဝင်ဟာအနောက်မြောက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးနောက်12နာရီတွင် ်ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနှံဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းအိန္ဒိယနိုင်ငံတမီနာဒူမြောက်ပိုင်းကမ်းလွန်နဲ့အန်ဒါပရာဒိရှ်တောင်ပိုင်းကမ်းခြေတို့၌မုန်တိုင်းငယ်အဖြစ်အားကောင်းလာနိုင်က23ရက်စဲလာ2025ရက်နေ့မှာအိန္ဒိယနိုင်ငံတမီနာဒူမြောက်ပိုင်းနဲ့အန်ဒါပရာဒိရှ်တောင်ပိုင်းကမ်းခြေတွေကိုဝင်ရောက်နိုင်မယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထွန်းနေကပလီပင်လယ်ပင်နဲ့ချန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အစ်စ်တွေမှတိမ်ထူထပ်နေပါတယ်။ ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်12နာရီခွဲချိန်တိုက်ထွာချက်များအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အာကောင်သောပူပိုင်းမုန်တိုင်းဖန်ဆန်ဟာအနောက်နောက်တောင်ဘက်သို့ရွေ့လျားခဲ့ပြီး BNN နိုင်ငံဒါနန်မြို့ရဲ့အရှိမောက်ဖက်ရေမိုင်130ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။မနက်ဖြန်မနက်ထိခံမှန်းချက်ကတော့အရာရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးနဲ့မော်ပြည်နယ်တို့မှာနေရာကျဲကျဲ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးမြေဖြစ်ပါရယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။နေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟောင်းမလင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ ။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာမိုးတချိန်နှစ်ချိန်ထစ်ချုံရွာပါမယ်။တဝဲမြို့မှာမိုးတချိန်နှစ်ချိန်ထစ်ချုံရွာပါမယ်။မြကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖယံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အော်မဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လာချုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ခင်ဗျာ။ ိုးဒိန်အောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးဒိန်အောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးဒိန်အောင်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထီချုံခြင်းမိုးကြိုးပြခြင်းလျက်စိလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာနောက်နေ့အတွင်းခမ်းမ်းချက်ကတော့နေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျမိုးထီချုံရွာနိုင်ပါတယ် နေပြီးတော့နဲ့နေရွက်အတွက်မနေ့ဖြန်မနေ့ထိခမန်းချက်ကတော့နေရွက်ကွက်ကြားမိုးထေချုံကျော်ပါမယ်ရွာရံရာနှုံးမြစ်ဖြစ်ပါတယ်ရန်ကုန်မြို့နယ်နေရွက်အတွက်မနေ့ဖြန်မနေ့ထိခမန်းချက်ကတော့နေရွက်ကွက်ကြားမိုးထေချုံကျော်ပါမယ်ရွာရံရာနှုံးမြစ်ဖြစ်ပါတယ်မန္တလေးမြို့နယ်နေရွက်အတွက်မနေ့ဖြန်မနေ့ထိခမန်းချက်ကတော့နေရွက်ကွက်ကြားမိုးထေချုံကျော်ပါမယ်ရွာရံရာနှုံး80ဖြစ်ပါတယ်မြမကန်းလုံပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းအတင်းနေရှိနေပါမယ်လှိုင်းအမြင့်မှာမြမကန်းဦးနှံတစ်ချောင်းနဲ့ကန်းလုံပင်လယ်ပြင်တို့မှာ၄ပေမှာ၈ပေကန်းရှိနိုင်ပါတယ် ဆက်လက်ပြီးရန်ကုန်မှဒေသနာရီကံရံတခြားပင်လယ်ပြင်ခီးအတွက်မိုးလီဝသခံမှန်းချက်ယနေ့မိုးတဲ့ချိန်မှာနောက်24နာရီအတွင်းခံမှန်းချက်ကတော့နေရာစိတ်စိတ်မိုးထချုံရွာပါမယ်အမြင်တာလေးမိုင်ကမိုးရွာစဲတမိုင်ကရှိပါမယ်ရေပြင်လေကတော့မြောက်သုံးမှုအရှိမြောက်တနအီကိုပင်လယ်မိုင်10မိုင်မှ15မိုင်တခါတရံ25မိုင်ထိတက်ခိုင်နိုင်ပါတယ်လိုင်းတင်းတင်းရှိပါမယ်လိုင်းမြင့်မှာ6ပေမှ10ပေကန်းတို့ဖြစ်ပါတယ်ရန်ကုန်မှာရခိုင်ကမ်းရံတခြားပင်လယ်ပြင်ခီးအတွက်မိုးလီဝသခံမှန်းချက်ယနေ့မိုးတဲ့ချိန်မှာနောက်ထပ်24နာရီအတွင်းခံမှန်းချက်ကတော့နေရာကွက်ချမိုးထစ်ချုံရွာပါမယ် အမြင်တော်လေးမိုင်ကမိုးရွာစဉ်တမိုင်ကရှိပါမယ်။ရေပြင်းလေးဟာမြောက်သို့မဟုတ်အရှေ့မြောက်တနိုင်ကိုပင်လယ်ပိုင်း9မိုင်မှ10မိုင်၊တခါတရံ15မိုင်မှ -30 ဒီတိုက်ခိုက်နိုင်ပါတယ်။လှိုင်းနေငယ်မှာလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြေမှာ၄ဘီမှ9ဘီကန်တို့ပဲဖြစ်ပါရခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြရတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ။